်နားလည်မှုမရကျွန်မရဲ့စိတ်ခံစားချက်အရာကျွန်မသာဆိုရင်ကျွန်မသာဆိုင်ရှင်ဆိုရင်ဒါကျွန်မတို့ကကိုယ့်ကိုယ်သာ special promotion ပေးတာ special offer ပေးတာနေငါစီရဝင်ငါဝင်တို့တခဲတဲ့ပေးစရာမလိုဘူးနော်ငါစီပတ်စံပေးရေးကြနေချုပ်ပြီးတော့မှဒီလိုမျိုးလေးဒါ special offer ပေါ့ဟိုးယင်နေတော့ကျွန်မတို့လေးလဲဟိုးတို့အရင်ခက်ကြကြနေတော့ပေါ့လीဆိုလို့ရှိရင်ကျွန်မတို့စက်စာရွှေရှိရင် ဆက်ကြရွှေကြီးမှာဆိုရင်ကျမတို့ကအရင်တော့ကပေါ့လေသွားရဲဆိုရင်ဆက်ကြရွှေကြီးကညီမလေးရာလေမဖြစ်လဲဆိုကျမတို့ကလေအာပစ္စည်းလေးကြည့်ပြီးဆိုတော့မမတင်ယူသွား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 ဆိုလေဟဲမနေမဟောပတ်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 ကောင်းနေမထိုင်နေယူသွားပြီးမှပေးချင်တယ်လို့ပေးအကျွေးစာအောက်ထဲမှာအကျွေးရောက်သွားပြီဆိုရပြီဟဲဒီလိုမျိုးနဲ့ ေးတော့ကျမတို့တွေကယူဖြစ်တာပေါ့နော်ပစ္စည်းဆိုရယ်ယူသွားယူသွားကိုကရင်းနေနေတာဟုတ်အဲ့တော့ခါကြတယ်လေယူသွားဆိုတဲ့ခါကြတော့အာပစ္စည်းလေးလုတ်ဖြစ်တယ်သူများပစံကိုကသူများပစ္စည်းကိုပေးရမှာဆိုတော့ကိုကတူးတူးဆဆနဲ့လုတ်ဟုတ်ပြီးတော့မှသွားသွားပြီးတော့မှကျွေးလေးဆက်တော့ဖက်လေးတင်တာပေါ့ဂျေဆုတင်ပါတယ်ဒီနေ့ဒီညအနေနဲ့ဂျေဆုတင်စကားထပ်ပြောပါတယ်နော်အဲ့တော့ဘာဖြစ်ဆိုကိုကကိုယ်တငယ်ချင်းပါသွားပြန်ရင်လေအဲ့ကိုယ်တငယ်ချင်းကအဲပါသွားရင်အော်မမတင်နေပါလားတငယ်ချင်းသူအတွေးပေးတယ်အောင်ခါချကိုကလည်းပြုံးရတယ်ဒီခါလေးချကိုနဲ့ပါတိုင်းနဲ့မဟုတ်ဘူးလေနော်ဆိုတော့လေမမသိဘူးမမတင်နေပါလို့ လို့ပေးလိုက်တယ်အဲတိလာဟာဘယ်သူနဲ့ပါလုံးလို့ပေးတယ်အဲ့လိုမျိုးအဲ့လိုမျိုးနဲ့ဆိုရောင်အားကအဲ့လိုလေးပေါ့လေကောင်းတာပေါ့နော်မေးရတာပေါ့လေဆိုတဲ့ခါကျတော့ဒီလိုလေးတွေပေါ့အာဒီလိုလေးတွေဆိုတဲ့ခါကျတော့အခုကျွန်တော်တို့တွေကဒါကုယေဒနာရောင်းရတယ်ဆိုတော့ယေဒနာဆိုင်နေအနေနဲ့ရတယ်အရေးကြနဲ့ပြီးတယ်ဆိုတာ special offer ငါစီရဝင်အခုဒါဆိုမခိုင်စုစု3လအရေးကြပြီးတယ်နော်သူများ2လအရေးကြဆိုသူ3လအရေးကြပြီးတယ်ဒါဆိုသူများထက်နာခင်ဗျာသူသူက special offer သူကမ်းလှမ်းလိုက်တာပေါ့နော်ဒီလိုလေးပြောပြီးတော့ငါသုံးလာပေးတယ်အလဲရောင်းဆိုလို့ရှိရင်သူများ3 8ဆိုသူ05တတ်တောင်အောင်လုပ်ပေးထားတယ်စသဖြင့်ကိုယ့်ရဲ့ service နဲ့ကိုပေါ့နော်ဒါတွေကတော့တယောက်နဲ့တယောက်နဲ့ကိုပေးနိုင်တဲ့ပုံလေးကနေဟာသူပေးနိုင်လို့ကောင်းတယ်သူမပေးနိုင်လို့မကောင်း तू ကပေးနိုင်လို့သူကြီးပဲရောင်းလာ तू ကမရောင်းပါဘူးလားဒီလိုလည်းမဟုတ်ကိုမိတ်နဲ့ကိုပေါ့နော်ဆိုတော့ဟမ် ိုမိန်နဲ့ကိုမိန်နဲ့ကိုပေါ့နော်ဆိုတဲ့ခါကျတော့အဲဒါပေမဲ့ဒေါင်းလေးတွေက special offer လေးတွေပေးတာပေါ့အဲတော့အဲ့တွေတွေကလည်းဝယ်ကြတာပေါ့ဝယ်တယ်ဆိုတဲ့နေရာမှာမခိုင်ဆိုကလည်းကျမတို့ဒီနေ့ပြောတယ်သူစီမှာတဲ့သာသူ3လရေးကြနဲ့ပြီးပြီမယ်တဲ့သူစီမှာ6လအထိကြာနေတဲ့သူတွေရှိတယ်တဲ့ ဆိုတော့ဒါကြောင့်လည်းဧည့်သည်တွေဘက်ကလည်းအဲလွန်လာလေးတွေရှိတာပေါ့နော်ဆိုတော့တောင်းလို့ရှိလို့ရှိရင်လည်းအခုလွှဲလိုက်မယ်အခုလွှဲလိုက်မယ်အဲတစ်ပတ်ဆောင်အောင်နှစ်ပတ်ဆောင်အောင်ဆိုအခုထိမကြည်သေးပဲနဲ့6လလောက်ထိကြာနေတဲ့ဧည့်သည်တွေရှိတယ်တဲ့ဆိုတော့ဒါကြောင့်လည်းဆိုင်မရအခက်ခဲဖြစ်တာပေါ့နော်ဆိုတော့တောင်းမြင်ရင်လည်းမဟုတ်ဘူးအဲပြေးမယ်ပြေးမယ်ပြေးမယ်ခဏခဏတောင်းမြင်ရင်လည်းပြဿနာတက်အောင်မယ်စိတ်ကစိုးမလားဘာလားညာလားနဲ့ပေါ့လေဆိုတဲ့ခါကျတော့ဒီလိုမျိုးလေးဖြစ်တဲ့ခါကျတော့ဆိုင်ရှင်နေနေရရင်ဒါအလိုက်ရောပြီးတော့မှစောင့်လာဆိုရင်ဒါ6လ ကထိရှိတယ်။အဆွေတီးရဆိုလည်းပြောတယ်။ဟာသမီးတို့ရောင်းနေတဲ့ဟာဒီကျမတို့ရောင်းထားတဲ့ဟာတွေဒီ၆လရေးကြပြီလားအခု10လရှိပြီမကြည့်သေးဘူး။เนาะဆိုပြီးတော့မှဒီလိုမျိုးလေးကြီးလည်းရှိတယ်။ဧည့်သည်ပါလေ။ဒီမှာလေ။ဟုတ်ကဲ့လေးပဲကြိုင်းပါလား။20ရက်ကျော်လေး။ ဲ့ဒီအဲ့ဒီဘက်ကလည်းဒီလိုမျိုးအားနည်းချက်ကလေးတွေလိုအပ်ချက်ကလေးတွေရှိတယ်တချို့သောဧည့်သည်ဧည့်သည်တိုင်းမဟုတ်ဘူးเนาะဆိုတော့တချို့သောတချို့သောဧည့်သည်တိုင်းမဟုတ်ဘူးများသောအားဖြင့်အောင်လည်းလက်ငင်းပေးပြီးတော့ပဲဝယ်တာပါမြန်မြန်လက်ငင်းပေးပြီးဝယ်ရင်မြန်မြန်ကိုယ်စီရောက်တယ်เนาะဆိုတော့တချို့သောသူတွေဒီလိုမျိုးလေးတွေကြာတော့ဆိုင်ရှင်တွေဘက်မှာလည်းဒီလိုအခက်အခဲလေးတွေရှိတယ် ဒါကအဲ့တော့ဧည့်သည်တွေဘက်ကလည်းဒါလေးကိုကိုကယူထားတယ်ဆိုရင်ကိုကမှန်မှန်လေးပေးဖို့လိုအပ်တယ်เนาะမှန်မှန်လေးပေးဖို့လိုအပ်တယ်ဒါမှဒါလေးသူတို့ကလည်းထပ်ပြီးတော့မှပေးနိုင်မှာရင်းနိုင်မှာပေါ့เนาะမဟုတ်ဘဲနဲ့ဒီတူထဲမှာကြားရတယ်သူတို့ပြန်ရင်းဖို့မှလည်းသူတို့မှလည်းခက်ခဲဖြစ်တယ်လေเนาะဆိုတဲ့ခါကျတော့အော်ဒီကာလဒီကာလလေးအတွင်းမှာတော့ပေးနိုင်အောင်ပေးဖို့ဝယ်သူဘက်ကလည်းလိုအပ်တယ်အာမပေးနိုင်ဘူးဆိုရင်လည်းအကျိုးသိအကြောင်းသိပြောဖို့လိုအပ်တယ်เนาะဆိုတော့ဒါကိုမပေးနိုင်ဘူးမသွင်းနိုင်တော့ဘူးမယူတော့ဘူးဆိုလို့ရှိရင်လေကိုသွင်းထားတဲ့ငွေနဲ့ ထိုက်တန်တဲ့ပစ္စည်းတစ်ခုခုရွေးယူလိုက်ဖြတ်လိုက်ဒီကြောင်ဖြတ်ချလိုက်တော့ဟုတ်တယ်လားဆိုတော့ဒီလိုလုပ်ဖို့လိုအပ်တယ်နော်ဆိုတော့ဒါဝယ်သူတွေဘက်ကပေါ့နောက်ကဆိုင်ရှင်တွေဘက်ကပေါ့ဆိုင်ရှင်တွေဘက်ကလည်းကျမနားလေသဘောပေါက်ထားတာဒီကျမလည်းလုပ်ငန်းရှင်နော်ကျမလည်းဒါယတနာဆိုင်ဖွင့်လာတဲ့သူကျမလည်းဒီလုပ်တွေလုပ်လာတဲ့သူအဲ ရေးကြတဲ့ဝယ်ကြဆိုတာဒီကျမတို့က special offer ပေးတာသူများဒီတိုင်းပတ်သက်ပေးမှဝယ်ရတာငါတို့စီမှာရေးကြတဲ့ယူရတယ်ခွဲပေးပတ်သက်ခွဲပေးငွေမပူရတယ်ကိစ္စမရှိဒီကာလဒီ duration အတွက်မှာငါတို့ငွေကြိုက်တယ်လို့ခွဲပေးဆိုပြီးတော့မှ sanction တွေက special offer ပေးတာဒါပေမဲ့တချို့သော sanction တွေကအရေးကြတဲ့ဝယ်ထားလို့အရေးကြတဲ့ပြန်ပေးတယ်ဆိုတာတော့ကျမကိုယ်တိုင်လည်းသဘောမကျဘူးမဖြစ်တဲ့ ဟုတ်တယ်နော်ဆိုတော့မဖြစ်သင့်ဘူးသူသူကိုကိုလေးဝယ်ထားတယ်ဆိုတဲ့သူတွေကလည်းဟေးတို့ကရေးချနေရတယ်ဆိုလို့ငွေလေးမပူလို့အပ္ပစံလေးတွေခွဲပေးရလို့မလို့မှာသူကလည်းဝယ်ထားဖြစ်တာဝယ်တာရေတနာလေး ဟုတ်တယ်နော်ယေဒနာလीယေဒနာဝဲတာလीအဲ့တော့လာပြန်ရောင်းရတယ်ဆိုနေကရောင်းရတဲ့သူတွေကအခက်ခဲရှိလို့ရောင်းရတာအဲ့ဒါကိုပစ္စည်းပေးထားပြီးတော့မှပတ်စံပေးမယ်ဆိုရင်သူသူကိုကိုကျင်တတ်မှာမဟုတ်ဘူးအဲ့ကြရင်ကျမနဲ့ live stream လို့ကျမကအရှိမသေလောက်အောင်ပြောနေလဲ after sea service မှာအစင်မပြင်းအဲ့နေရာဝဲမှာမဟုတ်ဘူး ကျွန်မတီလောက်ပြောကျွန်မဒီကိစ္စတွေကိုကျွန်မသိနိုင်မလားဆိုတော့ကျွန်မဆိုင်ရှင်မဟုတ်ဘူးအဲ့တော့အဲ့တဲ့နဲ့ဒီဆိုင်ရှင်နဲ့ငွေပေးငွေယူကိစ္စတွေကျွန်မသိတဲ့ကိစ္စတွေမဟုတ်ဘူးအဲ့တဲ့ကခုနကလိုမျိုးပေါ့တတ်မှတ်ကာလကနေပြီးတော့မှအမြန်တိုင်းကြီးကြာတာတွေလည်းကျွန်မမသိဘူး เนาะအဲ့တော့ sanction ကလည်းခုနကလိုပေါ့နေအေးချတဲ့ယူတာလို့အေးချတဲ့ပြန်ဟမ်းမယ်ဆိုတဲ့ကိစ္စတွေဒီလေကျမကမသိဘူးဒါပေမဲ့ကျမကအမြင်နဲ့မှန်မှန်ကန်ကန်အမှန်နဲ့ဘက်ကပဲရက်တယ်ဆိုတော့အဲ့တဲ့ဒီအနေနဲ့လေငွေကဥပမာ3လအေးချပေးတယ်ဆိုရင်3လအေးချကိုတတ်နိုင်လမျှဘောင်းဝင်အောင်သွင်းပေးပါ ကြော်သွားတစ်ပတ်နှစ်ပတ်ပေါ့ဒါတော့ကတော့ဆိုင်ရှင်နေလေခုနကတော့3လောက်6လကြာတာမျိုးတော့เนาะ2လောက်ကို9လကြာတာမျိုးကြာတော့လေအဲ့ဒီဘက်ကလည်းဒါကတော့လိုအပ်ချက်ကလေးရှိနေဒါမျိုးလေးတွေမဖြစ်ပါစေနဲ့เนาะဆိုတော့ကျမချားကလို့เนาะကျမချားလို့ကျမတာဝန်ခံတာတာဝန်ယူတာဒီပစ္စည်းရည်သွေးကောင်းဖို့ကျမကပစ္စည်းမှန်မှန်မှန်စစ်ပေးဖို့เนาะကျမကရောင်းတဲ့သူနဲ့ဝယ်တဲ့သူကြမှာပေါင်းကူးပေးတာဒီကိစ္စတွေကတကယ်တော့ကျမနဲ့ဘာမှမဆိုင်တော့ဘူးเนาะဒါနှစ်ဦးသဘောတူမှတ်စမ်းကြမှာလောက်ရတဲ့ကိစ္စတွေဒါပေမဲ့ကျမကတော့ ကျွန်မကိုယုံလို့ချစ်လို့ဝယ်ထားတဲ့သူတွေဆိုတော့ညှိနှိုင်းပြီးတော့မှဆောင်ရွက်ပေးတာအဲ့တော့တခါအေးတဲ့ဘက်ကလည်း complaint ကမပြန်လာလဲဆိုတော့တချို့သောလုပ်ငန်းရှင်တွေက ကျွန်မရင်တော့လည်းအဲ့လိုမျိုးလေးဖြစ်လို့ကျွန်မအဲ့လိုဆိုင်မျိုးလေးအလုံးမလုပ်ခဲ့တော့ဘူးเนาะကျွန်မဖြတ်ချလိုက်တယ်เนาะဆိုတော့တချို့သောလုပ်ငန်းရှင်တွေကအရေးကြနဲ့ဝယ်ထားလို့အရေးကြနဲ့ပြန်ပေးမယ်ဆိုတာကြတော့ကျွန်မလည်းဝယ်သူတယောက်နေနေဆိုကျွန်မလည်းဒီလိုကိစ္စနေဆိုကျွန်မမနစ်မြုပ်ဘူးဒါဆိုအစိုးရကြီးကပြောအရေးကြနဲ့ဝယ်ရင်ငါတို့ကအရေးကြနဲ့ပြန်ပေးမှာဒါဆိုဝယ်နေသူကစဉ်းစားလိမ့်မယ်ဟဲ့အရေးကြနဲ့ဝယ်လို့အရေးကြနဲ့ပြန်ပေးမယ်ဆိုသူဝယ်ချင်လဲဝယ်မယ်သူမဝယ်ချင်လဲမဝယ်ဘူး အဲ့လိုမဟုတ်ဘဲနဲ့ရောင်းတော့ကတော့ရေးချနဲ့ယူရေးချနဲ့ယူလို့ရောင်းပြီးတော့မှပစ္စည်းပြန်ဝင်ရတော့မှအရေးချနဲ့ဝယ်ထားလို့အရေးချနဲ့ပြန်ပေးမယ်ဆိုရင်ကျမအခုရောင်းသမျှကတော့အရေးချနဲ့ဝင်အရေးချနဲ့ပြန်ပေးမယ်လို့တဆိုင်ကမှမပြောခဲ့ဘူးမပြောထားဘူးနော်ဒါတို့ရဲ့ special offer အနေနဲ့ပဲရောင်းခဲ့ကြတာဒါပေမဲ့ကျမမသိတဲ့အခြေအနေတစ်ခုမှဖြစ်ခဲ့ရင်ဒါဒီကျမနဲ့မဆိုင်ဘူးကျမရဲ့ authority မဟုတ်ဘူးကျမတည့်ရဲ့ situation မဟုတ်ဘူးကိုကကိုရဲရဲဝံ့ဝံ့ဆိုင်ရှင်နဲ့ညှိနှိုင်းမှာပြောပါ ကျွန်မသိထားတဲ့အခြေအနေဒီလဲ special offer အနေနဲ့ပဲဆိုင်ရှင်ကဧည့်သည်ကိုပေးတာနော်ဧည့်သည်ကပြန်ရောင်းတဲ့အချိန်ကျရင်ကျွန်မကဆိုင်ရှင်နေနေရာဧည့်သည်တွေကို request လုပ်ထားပါတယ်ခါလီကျရင်ဆိုင်ရှင်နေရာလဲလက်ထဲမှာငွေပြည့်စုံနေတဲ့အချိန်ရှိရင်မပြည့်စုံနေတဲ့အချိန်ရှိရင်နော်ဆိုတော့အော်ငါတို့တော့ကလည်းအရေးကြတဲ့ခွဲပြီးတော့မှပေးရတာ ်ပြီဆိုဆိုင်ရှင်တွေကလည်းတက်နိုင်သမျှတဝက်လောက်တော့ပေးလိုက်ပါတူတူကိုကိုပစ္စည်းလာရောက်နေဆိုနေရလိုအပ်ချက်ရှိလို့လာရောက်တာလीငွေဘူးလို့လာရောက်တာလीဒီငွေလိုအပ်လို့လာရောက်တာတပြားမှမပါဘဲနဲ့ပြန်ပစ္စည်းထားခဲ့ဆိုတာအကြတော့လေအဲ့တဲ့ဘက်ကကိုကိုတိုင်း cast customer ဆိုလို့ရှိရင်ကိုလည်းခံနိုင်မှာမဟုတ်ဘူးเนาะအဲ့တော့လာကြပြီဆိုနေရဒုက္ခရှိလို့ပစ္စည်းပြန်ရောက်တာအပူရှိလို့ပစ္စည်းပြန်ရောက်တာအဲ့တော့ပစ္စည်းထားခဲ့ငွေနောက်မှပေးမယ်ဆိုတာကြတော့လေဒါလုပ်ငန်းရှင်နေနေနဲ့ဆိုရင်မတညာဘူးလို့ကျွန်မဒီလိုမြင်နေဒီလိုမျိုးဖြစ်နေတဲ့နေရာတွေမှာ မှာရှိပါတယ်เนาะဆိုတော့အဲ့တော့တူတူကိုကိုလေးကျမတို့ရေဒနာဝယ်ထားတာလေအမကန်ကျအမအဲတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝကျမတို့လိုချင်တယ်ကျမတို့ဟာအထင်းရကစုံဝယ်ထားတာလည်းမဟုတ်ဘူးကျမတို့အချိန်မီပြန်ရောင်းပြန်လဲလို့ရတယ်ဆိုလို့ကျမတို့ကဝယ်ထားတာအဲ့တော့ဝယ်တော့ကတော့လွယ်လွယ်ကူကူနဲ့ဝယ်တယ်ပြန်ရောင်းတဲ့အချိန်ကျတော့မှခက်ခက်ခဲခဲနေနဲ့ပတ်စံကိုလွယ်လွယ်ကူကူနဲ့မရဘူးဆိုဒါမတရားဘူးဟုတ်တယ်နော်ခက်ခဲတယ် လုပ်ငန်းရှင်တွေကကျမနားလေတယ်ခက်ခဲတယ်တခါတလေကြောင့်လို့ရှိရင်ပရင်မိုးတွေငူရှင်းလိုက်ရတာမျိုးတွေကျမတို့ return တွေများတာမျိုးတွေဆိုလို့ရှိရင်ခက်ခဲတယ်ဒါဆိုရင်အဲ့တွေကိုနားလည်အောင်ပြောပြပါရချင်းအတိအကျပေးပါငါတို့တော့ငွေကြလို့ငါတို့လည်းပြန်ပေးချင်လို့ပေးမယ်ဆိုတော့ပုံစံမျိုးတော့မလုံနဲ့ဒါဆိုရင်နာမည်ပြတ်လိမ့်မယ်ကိုကရောင်းချရတဲ့သူဖြစ်တယ် ကိုကလုပ်ငန်းရှင်ကိုက customer ပေါ်မှာမှီရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ customer ကလုပ်တဲ့ဟာနဲ့ကိုကပြန်လုပ်လိုက်လို့ရှင်ကိုကနစ်နာဆုံးရှုံးမဲ့သူဒီကိုပဲဖြစ်တယ်ဒါကိုဆိုင်ရှင်နေလုပ်ငန်းရှင်တွေလည်းတည်ထားဖို့လိုအပ်တယ်နော်အဲ့တော့ customer ကသူ့မှာ choice တွေအများကြီးရှိတယ်ကျွန်တော်တို့က customer ကိုရွေးချယ်လို့မရဘူးလုပ်ငန်းရှင်ကဒါပေမဲ့ customer ကတော့လုပ်ငန်းရှင်တွေကိုရွေးချယ်လို့ရတယ် သူတို့ကြိုက်တဲ့နေရာမှာဒီနေရာမကြိုက်ဘူးနေရာမှာဝယ်လို့ရတယ်ကျမတို့ကကြတော့ customer ရွေးချယ်လို့မရဘူးကျမတို့စီကိုလာဝယ်တဲ့သူကိုကျမတို့ကမိရကင်ပြီးတော့မှရောင်းရတဲ့သူတွေဖြစ်တယ်ဒါကြောင့်မလို့ကျမတို့နှိမ့်နေနိုင်နိုင်လေးဆောင်ရွက်ဖို့တော့လိုအပ်တယ်အဲ့တော့ငါတို့ကိုငွေကြာလို့ငါတို့လည်းပြန်ကြမယ်လို့ဒီလိုမျိုးတော့မလုပ်နဲ့ကျမတို့ကအာသူရောင်းနေဆိုနေရတဝက်သုံးပုံနှစ်ပုံ နော်သုံးပုံတစ်ပုံပေးပြီးရင်ဘယ်လိုလေးပေးမယ်ပေါ့ကိုမှခက်ခဲတဲ့အခြေအနေကြလို့ရှိရင်လေဒီလိုလေးတော့ချိန်မှာဒီလိုလေးတော့လုတ်ပါကနော်ကျမဈာကနေပြီးတော့မှညီနိုင်ပေးတာပတ်စံတပြားမှမပေးလိုက်ပဲနဲ့ပြစ်စည်းထားခဲ့နောက်မှငွေပေးမယ်ဆိုတဲ့ကိစ္စကတော့ဒါဒီလိုမျိုးလေးကြီးကြားရတယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိလို့ရှိရင် customer back drag ကျမတို့ဒီဒီမတရားဟာငါတို့တော့ကတော့ကြာလို့ဟုတ်တယ်ကျမပြောထားပြီးသား ကိုယ်နဲ့မှကြာရင်လည်းသုံးကြီးလို့စာပို့လာရေးလို့ကျွန်မပြောပြီးသားသုံးလရေးကြပေးထားတယ်လေးလလာစောင့်နေနော်လေးလမလာဘူးလားငွေဆက်သွင်းပါလားမငွေဆက်မသွင်းရင်မသွင်းထားတာပြဿနာဆုံးပြီတခွန်းမဲဒါသုံးပိုင်ခွင့်ရှိတယ်ဒီလိုပဲပြောဒါဆိုရင် तू ဆက်သွင်းမယ် तू တခုခုဖြစ်မယ်အဲ့ဒီမှာညှိနှိုင်းနော်အဲ့တော့ကိုယ့်ဘက်ကလည်းညှိနှိုင်းဖို့အတွက်ကျွန်မပြောထားပေးပြီးသားအဲ့တော့အဲ့တဲ့အနေနဲ့ပစ္စည်းပြန်ရောင်းရင်ကျွန်တော်တို့ကယုံကြည်လို့မလို့တိမ့်ကိုယာချီထောင်ချီ ဆယ်ချီတွေကိုဝယ်ထားတာယုံကြည်မှုကိုကျွန်တော်တို့အဲ့လိုမျိုးဖျက်ဆီးပစ်လိုက်လို့တော့မရဘူးကျွန်တော်တို့ရဲ့ရတနာရောင်းဝယ်တဲ့လုပ်ငန်းတွေဆိုတာက trust and belief နဲ့တွားရတာ မှန်ဒီဖြစ်စေမှားဒီဖြစ်စေအဲ့တွေကဟင်းလို့ဆိုတဲ့ဟာမျိုးကိုကျမတို့အဖြစ်ခံလို့မရအောင်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်နားလည်အောင်ဖြေရှင်းဖို့လိုတယ်အဲ့တော့ကျမနားလေတဲ့ကျမနားလေတဲ့အရေးကြနဲ့ပေးတယ်ဆိုတာကတော့ကျမကိုယ်တိုင်ကျင့်သုံးခဲ့တယ်ကျမလက်ရှိအချိန်ထိနားလေတယ်ကျမနဲ့လက်တွဲလုပ်နေတဲ့လုပ်ငန်းရှင်တွေရဲ့လုံဆောင်နေတဲ့အရာကတော့ကျမတို့တွေအရေးကြပေးတယ်ဆိုတာကကျမတို့ဆိုင်နေရဲ့ special offer အနေနဲ့ကမ်းလှမ်းတာအရေးကြနဲ့ ရောင်းတိုင်းလုံးအရစ်ကျနဲ့ငွေပြန်ပေးမယ်ဆိုတာကတော့ကျမနဲ့လက်ရှိ လုပ်နေတဲ့လုပ်ငန်းရှင်တွေမှာမလုပ်ကြပါဘူးเนาะ ကြားတယ်ဆိုရင်အခုကြားတာနဲ့တပြိုင်နက်တည်းကျမကရှင်းမှဖြစ်တယ်เนาะဆိုတဲ့ခါကျတော့လေအဲ့တော့အဲ့လိုလေးကတော့ကျမကတောင်းဆိုပါရယ်เนาะခက်ခဲတဲ့အခြေအနေလေးကြီးကြားလို့ရှိလို့ရှိရင်ကိုကရတဲ့လာရောက်တဲ့အခြေအနေလေးမှာဆိုဆိုပေးနိုင်တဲ့ပမာဏလေးတခုတော့ပေးလိုက်ပါပေးပြီးသွားရင်ဒါကျမနားလေတခါအဲ့တဲ့တွေကလည်းနားလေပေးပါလုပ်ငန်းရှင်တွေဆိုပေမဲ့လေတခါတလေကြားလို့ရှိရင်ငွေပြတ်သွားတဲ့အခါမျိုးလေးတွေရှိရယ်เนาะ return လေးတွေအများကြီးဝင်လာတာမျိုးလေးတွေကိုဟွာတီဟာစိန်ပိုးလေးတွေရှင်းလိုက်ရတာရွှေပိုးလေးတွေရှင်းလိုက်ဆိုကိုရောက်တဲ့အချိန်နဲ့လက်ထဲငွေပြတ်သွားတဲ့အချိန်နဲ့တုံ့ကြိုက်တတ်တယ် ဒါဆိုရင်ကျမတို့ကဥပမာပေါ့ခဏလေးတရက်တန်းနည်းနှစ်ရက်တန်းနည်းချိန်တာမျိုးလေးတွေဆိုစိတ်ရှည်ပေးပါနော်။အော်ငါတို့လှည့်ကြရင်လည်းတို့ဆောက်ပေးတယ်လीတို့လှည့်ကြရင်လည်းငါတို့ဆောက်ပေးမယ်လीဥမာတစ်ပတ်တန်းနည်းနှစ်ပတ်တန်းနည်းပေါ့ဒီလိုမျိုးလေးတွေဆိုလည်းစိတ်ရှည်လက်ရှိနဲ့ဆောက်ပေးပါလို့ကျမကဧည့်သည်တွေ request လုပ်တယ်။အဲ့ဒီအနေနဲ့ကလည်းကိုသွင်းရမယ့်ပမာဏတွေကိုဆိုင်ရှင်တွေကိုအများကြီးတွေမကြော်ဘဲနဲ့မှန်အောင်သွင်းပေးအရေးကြလေးတွေပေါ့ဆိုင်ရှင်တွေကလည်းအဲ့ဒီတွေပြန်ရောင်းလေဆိုအတက်နိုင်ဆုံးဝင်မှန်မှန်ပြန်ပေးနိုင်အောင်လုပ်ပေးပါလို့ကျွန်မကတ ကျွန်မကောင်းပေါ်လေးစီပဲရောက်ဖို့လို့เนาะကျွန်မတို့ဒါတစ်ခါတော့ကျွန်မပြတ်သွားအောင်ပြောထားပြတာเนาะတော့ပါပဲเนาะစိတ်ချမ်းသာခြင်းလေမင်းကတမင်းတရားပြဆက်နေရှင်တယ်ဆွေတော်ကြီးဆက်နေနားနေကဲရေဘောရောဒီမှာတမင်းရတော့ဒီကလေးကိုဗစ်ကာလာနေကသူကရှိခင်ဗျာကုန်စိတ်ချမ်းသာခြင်းလေမင်းကတော်လင်းရတရားပြဆက်နေရှင်တယ်စိတ်ချမ်းသာခြင်းကိုကြောင့်မှခြင်းနဲ့ပြည်စုံပါစေ။ဘလို့ရှိရင်ကျွန်မတမီးလေးကတော့သူကလေဟိုကိုဗစ်ကာလနဲ့ကသူကရှိသမျှကုန်ရှင်းတာတိုင်းပဲ။သူများတွေဆက်နေနေရှင်းတာလို့သူကကြက်ရှင်ရှင်းတာ ိတ်ချမ်းသာအဲ့လို LB ရှိလားပေါ့မှာကိုကြီးချမ်းသာခြင်းအဲ့လိုပေါ့ LB ရှိလားလူရှင်တိုင်းတောင်းတာလည်းပြီးတော့ဒီကတက်ရေရနာကြီးစတဲ့တူတူပါပါစီ25နဲ့တယောက်ချက်ရှာပေးမယ်စိတ်ချမ်းသာခြင်းကိုကြီးတက်ရှိကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစီအလိုရှိတိုင်းတောင်းတာလည်းပြီးပါပါစီရေရနာကြီးစတဲ့တူတူစုနိုင်ပါစီလို့ဆုမောင်းမိတောင်းပေးပါလေကောင်းတဲ့မိန်းကလေးချာချာဒီကိုဝေသူနဲ့တော့မိသားစုပေါ်မှာ တည်လာတော့အကြောင်းပြမယ်။ဟာစင်မတော့ပေးရမှာပေးရမလို့မရတော့ဘူး။ဟာတော့ဘာလို့တော့မြေပြမြမပြေပကားကားဒီပါမပေးနိုင်တော့ပေးမပေးနိုင်တော့ပေးမပေးမပေးနိုင်တော့ပေးချင်တော့ပေးချင်တော့ပေးမပေးဘူးမရတော့ဘူးဘာညာကြီးနေ ဆောက်ပြီးတာဟုတ်တယ်လားတခါနေကဆိုင်ရှင်တွေကဒီအဲ့လိုဆက်ပြီးဆောက်ဖိုင်လို့ရှိလို့ရှိရင်လည်းမညုံညင်းအောင်တော့ခုပေးတော့နင်းကဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ပို့စုပတ်ဆက်တွေမပြောအောင်နော်ကိုတော်ကလည်းဆောက်ပြီးတာတိလားနော်ကိုတော်ကလည်းဆောက်ပြီးတာဟုတ်တယ်လားအဲ့တော့အဲ့ကြလို့ကပို့စုပတ်ဆက်တွေနဲ့ဒီမလို့ပေးလို့ညာမတန်ပြောမတန်ဆိုလို့မပြောရအောင်နော်ချက်ချင်းတခါနေကခက်ခဲတဲ့ခါမျိုးလေးတွေရှိတယ်ပြောပါမယ်တခါနေကတချင်းရှိလို့ဥမာဝန်ထမ်းနဲ့ရှိနေတာမျိုးဆိုအစစ်စစ်တင်ပြရအောင်ဆိုးတွေကရှိတယ်ဇုံးမတွေကလည်းပြောပါမယ်ဟုတ်လားဇုံးမတွေကလည်းမပြောအောင်နော်ချက်ချင်းတခါ တင်ပြမယ်ဆိုမရဘူးအဲ့လိုဘလို့ဖြစ်တော့ကြောင်လို့ဖြစ်တော့ဘာကြောင်ဟာတခါတည်းကိုတရားစာသာတာတွေကိုပြောဖြစ်တာနော်တရားစာသာတာမဟုတ်ဘူးတရားစာအောက်တော့ပြောက်တာမသိဘူးပြောဖြစ်တာဆိုလေမဆိုရင်လေမဆိုးနဲ့နော် ါလေးဒါလေးမြန်မာလိုက်တယ်အမမ25ပြောတာ sorry 25နဲ့ပြလိုက်တာဒါလေးမချစ်ဘူးအဝိုင်းမပါတာအလဲကဟာလည်းမပါတာလေအောင်မေ25နဲ့ပါလေနော်မချစ်ဆုံးတာဒီလိုဒီတိုင်းပဲမချစ်ဘူးမချစ်ဘူးဒါလေးရှိတယ်ဒါလေးက25နောက်ထပ်ရိုးချင်းရအောင်မေ25လေးကနော်25လေးကလိုချင်းရအောင်မေနော်ပုံပြ25လေးကပြဆွေးထားလိုက်ပါဦးချက်ပုံပါလားပြလားနော်ရသေးတယ်ဆိုတော့ 25သိန်းတော်လေးရလေ LVD က25သိန်းနဲ့ဆွဲထားတော့မှတ်မှတ်လား။ကဲ။ဆွဲထားတာက25သိန်း25သိန်းတော်လေးရလေ။ LVD က25သိန်းတော်လေးရလေ။25သိန်းတော်လေးရလေ။25သိန်းတော်လေးရလေ။ ဖြစ်ဆွဲတာတော့လောက်ပါလား၂၄ငါးသိန်းမိပုံပြပုံပြ၂၄ငါးသိန်းဒါလေးက၃၄ဒေါ်လေးက၃၄ဒေါ်လေးကကျိုးရဆွဲသေးတော့၃၄ငါးသိန်းနော်ဒါလေးက၃၄ငါးသိန်းဒီမှာတော့လေနော်ဒါလေးကကျိုးရဆွဲသေးတော့၃၄ငါးသိန်းကျူးလေးရောဆွဲသီးလေးရော35သိန်းမှာခရော်ဘယ်ရီနဲ့ခရော်ဘယ်ရီခရော်ဘယ်ရီနဲ့ခရော်ဘယ်ရီမမမချမ်းနဲ့မနဲ့မဖြစ်ဘူး ာဒီမှာဒီမှာမဖြစ်ဘူး။၃၅ဒိတ်။ဒီမှာဒီမှာမချတာလည်းမဖြစ်ဘူး။၃၅ဒိတ်မို့။ဘယ်လိုဘယ်လိုဘယ်လို။၃၅ဒိတ်။အပေါင်း၃၅ဒိတ်မို့။ဘယ်လိုဘယ်လိုဘယ်လို။အရင်ကဆိုင်ခိုင်းမှမလုပ်ပါဘူး။အရင်ကဒါရီဆိုင်ခိုင်းမှာ။ဒါ channel ဒါရီဆိုင်ခိုင်းမှာလိမ့်ပါသွားလို့လေ။ချင်းငယ်လေးကဘယ်လိုလဲ28ကို Dad channel လေး29ဒါရီ channel လေး28ချင်းငယ်လေးကဘယ်လိုလဲ28ချင်းငယ်ချင်းငယ်လေး29 ်ချန်နယ်လေးနဲ့25အိုး25ချန်နယ်ချန်နယ်ချန်နယ်လေးနဲ့25ရရမယ်ဒါလေးရလေးအိုး25ကတော့ငကပုန်းနေကိုတန်းနေပါဘူးအဘောကငကပုန်းနေကိုတန်းနေပါဘူး25ကလေးသိလားအဘောကငကပုန်းနေကိုတန်းနေပြီဒါလေးက25တင်းဒါလေးရလေး25တင်းသိလားဒီဥစားလေးကလည်း20ဒါလေးအမှန်မှန်တော့ဒီအဝိုင်းလေးပါမှသူကလည်းပို့ထည်တာညီမလေးဒီပုံလေးကိုရှင်အဲဒီပဲဆိုရင်အဲဒီပဲဆိုစာကြီးပဲဆိုမပေါ်ဘူးရဲ့သိလားလိုဂိုလေးပါမှလည်းနီ လုံးတော့လုံးပဲလုံးတော့လုံးအမေပြင်မသိမလားပြင်မရရငုတ်စီအပြင်မအားတော့ငုတ်စီတိလားမလားတိလားအပြင်မှာအဲ့ဒါငုံစီရဲ့တော့ကြိုက်တာဟုတ်ကိုကြိုက်တာကိုပေါ့နော်ဆိုတော့ဒါပေမဲ့အပြင်မှာအမတွေ့ဘူးလေအဲ့ဒါအပြင်မှာလေငုံစီရဲ့တိလားဒိုးတွေရောင်းမှုတယ်အပြင်ဒိုးမကြိုက်တာကိုပြောပြတာငုံစီဖြစ်တယ်တိလားအပြင်မှာလေဒီလိုဝိုင်းလေးနဲ့ logo လေးနဲ့ကြတာ weight ကလေးနဲ့ဖြစ်တယ်ပို့ပြီးတော့ logo လေးနဲ့ဆိုတော့ပုံပုံကဖြစ်တယ်နော်အမမကြီးဖုန်းကြည့်ပါအောင်ရှင်အေးလာပြီဟေးလာပြီဝေးလာပြီဝေးမနီကားတွေလာပြီဝေး ိုးကြတာတဲ့ဘယ်ဟာလဲဒီမှာလေးဟဲ့ဒါပြောတာအတိအတိအမှဟုတ်တယ်မှန်တယ်ပုံမာတာပုံမာတာတို့ကအကြီးနဲ့ပေး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 မိုးစားလေးညီမလေးပုံနှစ်ပုံညီမလေးကိုတို့ကအကြီးနဲ့ပြလိုက်တာဒီမှာပုံနှစ်ပုံ32ကို29ကဒါဒါကကြတော့တို့ကအကြီးကိုယူပြလိုက်တာ39ကိုဒါက35ဒီမှာဒါက39ကို35ဒါညီမလေးဒါက32ကို29ညီမလေးဈေးခွာပြောတာမဟုတ်ဘူးမစံညာလာလို့ပုံနှစ်ပုံပုံနှစ်ပုံပုံမာ ီနော်ပုံမားတာပုံမားတာညီမလေးကိုပို့တဲ့ပုံကဒီမှာတောင်လေးကတောင်ပို့တာ39ကိုကိုဒီမှာ35ညီမလေးကိုပို့တဲ့ပုံကဒါ39ကို35ကိုပို့တာဒါလေးကကြတော့ဒီမှာ32ကို29ကိုဒီမှာဒါလေးစိုက်အကြီးသေးလေးกว่าတဲ့ညီမလေးရင်ဒီမှာဒါလေးက32ကို29ကိုเนาะဟုတ်ပြီเนาะရှင်းသွားပြီเนาะဒါလည်းဘူးလွယ်ဒါ ဒါလီရဲ့ရွှေရောင်လေးနဲ့ပါတင်32ကို29ကမြမလေးကိုပုံဖို့ဒါလီကဒါလီ36ကို36နဲ့ပေးတာဒီမှာဒါလီနော်ဒီမှာဒါလီနော်နှစ်ပုံနော်အဲ့လိုနော်ညီမလေးသိလားရှင်းပြီလားဒီမှာဒါလီနော် နှစ်ပုံရှိတာနှစ်ပုံရှိတာသူတို့ကဒီကြီးတာရောင်းကြတော့ညီမလေးကိုကြီးတာပြလိုက်တာအဲ့လို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 ဟုတ်ပါညီမမမအေးနေလို့ဝင်ဝဲပေးတာဒီမှာတောင်းလေးတော့ကြီးတာကြီးတာရောင်းကြလို့သူတို့ကလေကြီးတာပြတာကြီးတာပြတာသိလားကြီးတာပြတာကြီးတာပြတာအဲ့ဒါဒီမှာနော်โอเคပါမမအားနဲ့သဘောပေါက်ပါပြီရှင်တဲ့ သဘောပေါက်ပါပြီရှင်တဲ့ဒီမှာ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 ကြီးတာလေးကိုပြတာဒီမှာနှစ်ပုံเนาะနှစ်ပုံအလိုအလိုနေအောင်နောက်တစ်ယောက်နောက်ထပ်အမေရိကတစ်ယောက်ကိုသွားလာအောင်မယ်။အော်ဒီပုံလေးကျိုးရှိလို့မတော်ရဲ့နှုတ်စီလေးပဲကြိုက်တာနှုတ်စီလုံးထားပေးမယ်နှုတ်စီလုံးထားပေးမယ်သိပြီလုံးထားပေးလိုက်မခိုင်စို့ ုံးစီလုံထားပေးမယ်နှုံးစီလုံထားပေးမယ်ဟုတ်ပြီလားမရှာနဲ့တော့ဒီမှာလုံထားပေးမယ်ဟဲ့နှုံးစီလေးကိုအဲ့ဒီပုံလေးလုံထားပေးဟဲ့နော်လုံထားပေးမယ်မလေးငါညမနေစိတ်တိုင်းကြအဲ့နှုံးစီကိုလုံထားပေးမယ်ဟုတ်တယ်ကိုကြိုက်ဖို့ကိုနှုံးစီလေးလုံထားပေးမယ်ရီယာကျွာ148 148နဲ့ပေးထားတယ် 155 148လေဘင်းကကျိုးက155ကို100အောင်တွေမဆက်ပြီးတော်တော်ရှိနေတယ်ပေါ့ရှိနေတယ်သိလား155ကို148ဒီလက်စုပ်အရင်ကြိုက်တယ်56တင်းခွဲကို52 52စိန်လေးလက်တန်းဒီလက်စုပ်အရင်ကြိုက်တယ်ဂုံးကင်းတန်တာပါရှိအောင်လဲရတန်းတွေပါရှိသေးလားရတန်းတွေရတန်းတွေ